ဟလိုဝါရုစီမာနံပါတ်66ဝစ်စုံငွေမရနိုင်တဲ့အာနုအားလုံးပဲမင်္ဂလာပါဟလိုဝါရုဟာဆိုရင်တော့ချက်ပွင့်ကစားသမားတွေကမှအလုံးနဲ့လိုက်ဆွဲစားတတဲ့အပြောင်းရွှေ့စရာကြီးဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လေဟလိုဝါရုဟာပဲခူးတင်ကထရန့်အလှဆန္ဒအာနုကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိထားပြီလို့သိရပါတယ်။ အလိုအရှင်ကလေးကဟာလဝါရုနဲ့တရင်ထွက်နေပြီးတော့သူကိုယ်တိုင်လည်းဟာလဝါရုစီမံကစားချင်နေကြတာပါခုနှစ်ရာသီကုန်မှာတော့မကိုးတဲ့နဲ့အာနိုရုရဲ့ချားမှာအတုတတန်းကုံဆုံးသွားခဲ့ပြီးတော့ဟာလဝါရုစီကိုအစွန်းနဲ့ပြောင်းဖို့ဖြစ်လာခဲ့ပါတယ်အလိုအားဟာလဝါရုစီမံတနင်္လာခပေါင်းနှစ်သိန်းနှစ်ပေါင်းတိရရှိမှာဖြစ်ပြီးတော့ငါးနှစ်တတန်းရှိတဲ့စာချုပ်ကိုပြုစုသွားမှာပါသူငယ်ရှင်ကလေးကကစားခဲ့တဲ့ပကိုးတင်နဲ့နှစ်၂၀ကျော်ခင်ကြီးရှည်ကြီးရာဆိုရင်ခုရာသီကုန်မှာပဲတခန့်ရဖို့များနေပါပြီအလိုအားပကိုးတင်ရဲ့အကယ်ဒမီကို၂၀၀၄ခုနှစ်မှာစတင်ရရှိလာခဲ့ပြီးတော့လူငယ်အသင်းအဆင့်ဆင့်မှာချိတ်ဆွမ်းပြနိုင်ခဲ့ပါ ါတယ်။အိုင်နာ2016ခုနှစ်မှာစီနီယာအသင်းကြီးကိုစတင်ရောက်ရှိလာခဲ့ပါတယ်။စီနီယာအသင်းကိုဆက်ရောက်လာတဲ့အချိန်မှာတော့အသင်းရဲ့ဂျာစီစီမန်သူကကျောင်းနံပါတ်66ကိုပေးဝေခဲ့ပါတယ်။တကယ်တော့လူငယ်ကစားသမားတွေအသင်းကြီးကိုဆက်ရောက်လာပြီဆိုရင်ဒီလိုနံပါတ်အကြီးတွေကိုပဲပေးလို့ရှိပါတယ်။ဒါကမန်မတပ်ပဲနှိမ့်ချနိုင်အောင်လို့ဆိုပြီးတော့ဒီလိုနံပါတ်အကြီးတွေကိုအရင်ပေးထားကြတာပါ။အာနုစီနီယာအသင်းကိုဆက်ရောက်လာတော့ကျောင်းနံပါတ်66ကိုစတင်ရရှိခဲ့ပါတယ်။အချို့သောကစားသမားတွေကတော့အသင်းမှာပုံမှန်နေရာရလာပြီဆိုရင်ကျောင်းနံပါတ်တွေပြောင်းဝေလို့ရှိပါတယ်။ဒါပေမဲ့အာနုကတော့သူစီနီယာအသင်းမှာစာဝေခ ရတဲ့ကျွန်းနမကိုအခုချိန်ထိဝေဆင်နေကြပါတယ်။အားလုံးကအင်္ဂလန်လူရင်းစင်အသင်းမှာတော့ကျွန်းနမနဲ့ခွန်ရှေ့30စတဲ့နံပါတ်တွေကိုဝေဆင်ခဲ့ပါတယ်။ဒါကလည်းလူရင်းစင်အသင်းမှာနံပါတ်ကြီးတွေကိုဝေဆင်ခွင့်မရှိတာကြောင့်ဖြစ်ပါတယ်။ဒါအပြင်သူ့အနေနဲ့ဟာလိုဝါဒူစီကိုရောက်တဲ့အခါကျရင်ကျွန်းနမ66ကိုဝေဆင်ခွင့်ရမှာမဟုတ်တော့ပါဘူး။ဒါကဘာလို့လဲဆိုရင်ဂျာစီနံပါတ်တွေနဲ့ပတ်သက်ပြီးတော့လာလီဂါပြဋ္ဌာန်းထားတဲ့စီမင်းတစ်ခုကြောင့်ပဲဖြစ်ပါတယ်။လာလီဂါဂျာစီနံပါတ်တွေကိုသတ်မှတ်ထားတဲ့အချိန်ဝေဆင်မှုပြဋ္ဌာန်းထားခဲ့တာပါ။တကယ်လို့စီနီယာအသင်းရဲ့လူစင်က25ရောက်ရှိနေတဲ့ဆိုရင်ဂျာစီနံပါတ်က 25ထပ်ပို့လို့မရဘဲနဲ့စီနီယာတင်းရဲ့လူစီရင်တိုင်းပဲဂျာစီနံပါတ်ကိုထားရမှာဖြစ်ပါတယ်။အဲဒီထဲမှာကျောင်းနံပါတ်73နဲ့25တို့ကိုတော့ကုသမာတွေထားထားပေးရပါလိမ့်။ တကယ်လို့အတင်းကလူငယ်အတင်းကကစားသမားတွေကိုခေါ်တုံးရင်ကျွန်တော်မ26ကနေ50အတွင်းမှာပြေးဝေခွင့်ရှိပါတယ်။အကြောင်းအားလုံးနေနဲ့ဟာလိုဝါတို့စီမှာကျွန်တော်မအတွက်တစ်ခုကိုပြန်လဲရွေးချယ်ရတော့မှာပါ။ဒီလက်အတင်းမှာသူဝစ်စင်ခဲ့ဘူးတဲ့ကျွန်တော်မနဲ့ခွန်80တို့ကလည်းဟာလိုဝါတို့စီမှာပိုင်ရှင်နေရှိနေပါတယ်။လက်ရှိဟာလိုဝါတို့စီမှာလွတ်နေတာဆိုလို့72နဲ့25တို့ပဲရှိနေတာပါ။ကျွန်တော်မ25ကတတိယဦးစားပေးကုသမားအတွက်ဖြစ်နေတာကြောင့်အားလုံးအနေနဲ့ကျွန်တော်မ72နဲ့24တွေကတစ်ခုခုပဲရွေးချယ်ရဖို့ရှိနေပါတယ်။ဒါကြောင့်ကျွန်တော်မ66ဝင်းလို့များတဲ့အားလုံး နေနဲ့ဟာလိုဟာလိုစီမံနံပါတ်ဘယ်လောက်ဝယ်မလဲဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။စောင့်ကြည့်ကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။